အောင်380ခုဥပြောင်းတဲ့ကာလတခုရောက်ရှိပါပြီအဲ့တော့နှစ်တစ်နှစ်တောင်မှာတော့ဘာဟုတ်ကိုထူလိုက်တဲ့အခါမှာကျွန်တော်တို့ဒီလိုလေးရရှိပါတယ်အဲ့တော့သိတဲ့သူလည်းပါမယ်မသိတဲ့သူလည်းပါမယ်ဒါပေမဲ့ဆမရှင်းပြပါမယ်အဲ့တော့ဒီရဲ့နမိတ်ကလေးကဘယ်လိုလဲဆိုတော့မြန်မာတက္ကရာ1380ခုခုနှစ်နဲ့စားလိုက်တဲ့အခါမှာတစ်ကျွင်းနေပေါ့နော်အဲ့တော့တစ်ကျွင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတစ်ကျွင်းဒီဘယ်နေရာမှာရှိလဲဆိုတော့ မင်းကဆိုတဲ့နေရာလေးမှာရှိပါတယ်။အဲ့တော့တကျွေးတဲ့အတွက်ကြောင့်မလို့ဘယ်ဟာကိုကိုစားပြုလဲဆိုရင်တနင်္ဂနွေကိုကိုစားပြုတယ်ပေါ့နော်။အဲ့တော့တနင်္ဂနွေသားသမီးတွေဒီနှစ်တစ်နှစ်တာမှာဂယုဆိုင်ပါ။ဘာပဲလုပ်လို့အမင်းရဲ့တတိဝိရိယနဲ့လုတ်ကင်ပါ။တနင်္ဂနွေသားသမီးတွေသည်အိုးအိမ်နဲ့ပတ်သက်တာအလုတ်ကင်နဲ့ပတ်သက်တာအကြီးကင်းနဲ့ပတ်သက်တာဒီလိုမျိုးကိစ္စတွေမှာလုံးဝကင်ရတာခက်ခဲစေတာမျိုး ပြုံးရွှေဆိုရတာခက်ခဲစေတာမျိုးစီမံခန့်ခွဲတဲ့အခါမှာခက်ခဲစေတာမျိုးဒါလေးကိုတွေ့ရပါလေနောက်တစ်ခုကဘာသာရေးအတိတ်ထံကောင်းကောင်းလုပ်ပြပါတနည်းကလေးသားသမီးတွေအနေနဲ့အမှုမဲ့အမှတ်မဲ့လုံးဝမနေသင့်ပါဘူးနှစ်တတတာကာလပတ်လုံးမှာကိုသည်ဘာလေးပဲလုပ်လို့အလုံးနဲ့ပတ်သက်ပြီးတော့ကဲလူကြီးပိုင်းတာဝန်ထမ်းဆောင်နေတဲ့သူလားဒါမှမဟုတ်ကိုသည်အောက်လက်ကေးသားလား အဲ့တော့ကိုသည်နေရာတစ်ခုကိုတက်ဖို့အတွက်လှမ်းဖို့အတွက်ကိုပြင်ဆင်နေတဲ့သူလားကိုသည်နိုင်ငံရဲ့ခြားမှာအလုတ်ကင်သွားဖို့အတွက်ကိုရည်ရွယ်ချမ်းစီနေတဲ့သူလားအဲ့တော့တနင်္ဂနွေသားသမီးပါခဲ့တယ်ဆိုရင်မိမိအနေနဲ့ဘာသာတရားကိုလက်ကင်ထားပါအဲ့တော့ငါးပါးတိလာကိုမြင်းအောင်နေပါမိမိအနေနဲ့မိမိရဲ့နှုတ်တီကြမ်းတမ်းတဲ့အမှုရာဘယ်တော့မှမပြောဆိုပါနဲ့အဲ့တော့မိမိရဲ့နှုတ်ကန်ကြီးမဖြစ်ပါဘူးကွာဒီအားနဲ့ပတ်သက်ပြီးငါတလောက်ကြိုးစားနေတာပဲ ကျိုးစားတလောက်လည်းအရာမတင်ပါဘူးကွာဆိုတော့ဒီလိုမျိုးစကားမျိုးတွေကိုလုံးဝမပြောမိပါစေနဲ့အဲ့တော့ဖြစ်ကိုဖြစ်ရမယ်တကယ်လဲကျိုးစားနေတယ်လုံလဲလုံနေတယ်ကြိုင်လဲကြိုင်နေတယ်ဒီလိုမျိုးလေးတွေကိုအမြဲတမ်းထည့်ပြီးတော့မှတွေးပါဒါတနင်္ဂနွေသားသမီးကိုကိုးစားပြုပြီးဆရာမပြောတာပါနောက်တစ်ခုကကြတော့ဘာညံ့လဲဆိုတော့ ဒီနှစ်မှာအတာစားတာတင်ဗုဒ္ဓဟူသားသမီးအဲ့တော့ဒီနှစ်ရဲ့အညံ့ဟာလည်းပဲဗုဒ္ဓဟူသားသမီးတယောက်လည်းအပါဝင်ရှိတယ်အဲ့တော့ဗုဒ္ဓဟူဒီသားသမီးတွေတကယ်လည်းပါဝင်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဗုဒ္ဓဟူသားသမီးအများစုသည်ဘာသာတရားမြင်းမြန်တဲ့သူကြောက်စရာမလိုပါအဲ့တော့မိမိအနေနဲ့ ဘာသာတရားနဲ့မြဲမြံနေတယ်။ကောင်းသောစကားတွေကို ပြောဆိုတယ်။ကောင်းတဲ့အလုပ်တွေကိုအမြဲတမ်းလုပ်တယ်။အဲ့တော့ကိုကကောင်းတဲ့အလုပ်တွေကိုပုံမှန်လုပ်နေတဲ့တန်းနဲ့မိမိသည်၅ပါးသီလထဲမှာတစ်ပါးပါးနဲ့ညီဆိုးပြီးလုပ်ရတဲ့အလုပ်တွေတချို့ပါကောင်းပါတယ်ပဲ။အဲ့ဒီလိုပါလာပြီဆိုရင်လည်းပဲကိုဘက်ကနေပြီးတော့အလုပ်ကိုအလုပ်လိုပဲလုပ်တယ်တို့ပေမဲ့ကိုယ့်ရဲ့ဟန်ပန်အမှုရာတွေသည်အလုပ်ရဲ့အပြင်ပောက်ကိုရောက်သွားပြီးဆိုတာနေဘာသာတရားမြင်းမြန်ချင်း ဲ့တော့နှုတ်ဤကြမ်းတမ်းခြင်းကိုရှောင်ခြင်းချင်းနောက်ပူပြောဆိုတဲ့အခါမှာလည်းပဲကောင်းသောနမိတ်စကားတွေကိုပြောဆိုခြင်းဒါလေးကိုလက်ကင်ထားပေးပါအဲ့တော့ဘုဒ္ဓဘုရားသမီးတွေအတာဆားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဇမပတိတုံးကလည်းပဲတင်ခဲ့ပြီးသွားပြီအဘဘိုးတရားမင်းကြီးကိုငှပြောသည်မဲ့မဲ့ပြောပြောဆယ်လုံးအခွန်နွားပြီးတော့ပကံများထဲမှာထည့်ပါပြီးရင်တရား15ကျက်သာဖြူပါ ပြီးရင်တကြားစမပုံတော့အဲ့မှာမေးကြတယ်ပေါ့နော်ဆရာမကြီးတကြားစမပုံတော့မရှိရင်ဘယ်လိုလုပ်ရမလဲဆရာမရဲ့ Viber ကို highlight ပါ highlight ရင်ဆရာမတကြားစမပုံတော့လေးကိုပို့ပေးပါမယ်ရန်ကုန်မှာရှိနေတဲ့ချင်းမိတ်ဆွေတွေကကြတော့ဆရာမစီကိုလာယူလို့ရပါတယ်ဟောဒီတနှစ်တာကာလပတ်လုံးမှာတနေ့ငွေတွေနေတဲ့တောက်ကြာလေးကိုအဖဘိုးတကြားမင်းကိုမနဲ့9နိုင် အဲ့ဒါကျတော့တနစ်တာကန်လောက်ပတ်လုံးမှာဗနက်9နာရီမှာတနင်္ဂနွေနေ့နဲ့တောက်ကြလေးကိုအဘမေးတွေကပြောခဲ့တဲ့အတိုင်းလေးပဲအဲ့ဒီတရားစမပွဲကိုဒဇက်မေးရဲ့အပြင်ဘက်မှာအဘဘိုးတရားမင်းကြီးကိုကြိုဆိုပြီးတော့မှလှူပြီးတော့မှကိုဖြစ်ချင်တဲ့အရာကိုဆုတောင်းပါ အဲ့ဒါနှစ်တနှစ်တာလုံးအတွက်ကိုလုတ်ဆင်ခြင်းတဲ့အရာလေးကိုဆရာမပြောပြတာပေါ့နော်အဲ့တော့အခုလိုအဘဘိုးတရားမင်းကိုတရားတိုင်နေပြီးတော့မှကိုယ့်ရဲ့အလုပ်ကိုင်ကိစ္စကိုယ့်ရဲ့ငွေကြေးကိစ္စနောက်ကိုယ့်ရဲ့ဒီအခက်အခဲဖြစ်နေတဲ့ကိစ္စအဝဝတွေကိုဆူတောင်းတိုင်နေလိုက်မယ်ဆိုရင်လည်းပဲတနည်းအားဖြင့်ကံဒီပူကောင်းစီတယ်နော်တနည်းအားဖြင့်ငွေကြေးနဲ့ပတ်သက်တာတွေပွင့်လန်းစီတယ် တနည်းအားဖြင့်ဘေးဥပတ်အန္တရာယ်တွေကိုပြင်ဝေးစေပါတယ်အဲ့တော့မိမိဘက်ကကံညာဝရိယသုံးခုစုံလိုက်တယ်ဆိုရင်တော့အရာအားလုံးကအဆင်ပြေသွားတယ်ပေါ့နော်အဲ့တော့ကံအထောက်ပံ့ပြည့်စုံမှုဆရာမဒါလေးကိုလာပြီးတော့ပြောပြတာပါအဲ့တော့ဘုဒ္ဓဥဒသမီးတွေအတာစားတယ်ဆိုပြီးတော့တချို့နည်းနည်းလေးကြောက်ကြတယ်ပေါ့နော်ကြောက်စရာမလိုပါအတာစားတယ်သူကအတက်နေကိုအတာစားတယ်လို့ပြောတယ်အတက်နေကဘုဒ္ဓဥနေဖြစ်တဲ့အတွက်ကြောင့်မို့လို့အတက်နေဒါဒီနေ့နောက်နေ့ဆိုလို့ချင်တယ်ဒီလိုပဲနောက်နေ့မှာအတက်နေကဘာနေကြလဲအဲ့ဒီနေကြတဲ့သူတွေအဲ့ဒါအတာစားတာပဲ အဲ့တော့အဲ့အတားစားခြင်းအတွက်ကြောင့်မို့လို့တက်တက်တည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အမြင်နဲ့အတက်ပတ်မှာပဲရှိနေတယ်အဲ့တော့မဟုတ်တာမှန်မှန်တာမပြောဘူးမလုပ်ဘူးဒီလိုလူမျိုးတွေပို့ပြီးတော့မှပို့တက်သွားတယ်ပို့အောင်မြင်သွားတယ်ပို့ပြီးတော့ထင်ပေါ်သွားတယ်ပို့ပြီးကြော်ကြားသွားတယ်အဲ့နမိတ်ကလေးကိုစိုးနေတာတော့မှပြန်ပြီးတော့ကောင်းသွားတာနော်အဲ့ဒါလေးကိုဆင်မပြောချင်ပါနဲ့နောက်တစ်ခုကကြတော့သူကအထုံးမှာစနေရှိတဲ့အတွက်ကြောင့်မို့လို့စနေသားသမီးတွေအင်မတန်မှကံကောင်းပါတယ်စနေသားသမီးတွေဒီတစ်နှစ်တာကာလပတ်လုံး သွားလီယာနေရာမှာမျက်နာပွက်လန်းနေရောက်တဲ့နေရာမှာလူချစ်လူခင်အရန်ပေါ်တယ်။နောက်ပြောဆိုတဲ့ဇကားတိုင်းမှာလေးလက်မှုရှိပြီးတော့မှကိုယ်လူတွေကလေးစားတာယုံကြည်တာ အထင်ကြီးတာဒါလေးတွေကို ပိုင်ဆိုင်စေမှာပဲဖြစ်တယ်။ဒါစနေသားသမီးအင်တန်မှကံကောင်းနေပါတယ်။နောက်တစ်ခုကံကောင်းတာကအင်္ဂါသားသမီးတွေ။အင်္ဂါသားသမီးတွေအရန်ကိုကံကောင်းပါတယ်။ဘာသာတရားကိုငခုကနေ့ကပုံမှန်လုပ်ကြရည်တဲ့သူဆိုရင် ဘယ်ဟာပို့ပြီးတိုးပွားစေလဲဆိုတော့စီးစိန်ဥစ္စာတိုးပွားစေတဲ့ထင်မှာပါတယ်။ဘာသာတရားအားနေတဲ့သူကကြတော့ကိုရှာတဲ့အရာကိုရှာတဲ့သလောက်ရှာတယ်အကျုံးမြတ်ရတဲ့သလောက်ရတယ်ဒါပေမဲ့မမြင်ဘူး ဲ့တော့ဘာသာတရားလက်ကင်ထားတဲ့သူကကြတော့ဘာသာတရားအင်မတန်လွတ်ကင်တဲ့သူကကြတော့ဒီနေ့ရှာဖွေတဲ့အကျိုးစီးပွားသည်ငြင်းမြန်တဲ့တက်ကိုရရှိစေတယ်ဒါအင်္ဂါသားသမီးနောက်တစ်ခုကကြတော့တောက်ကြသားသမီးတောက်ကြသားသမီးတွေအယံကံကောင်းပါလေတောက်ကြသားသမီးတွေကိုကအခုလုပ်ငန်းနဲ့ပတ်သက်ပြီးဆိုရင်လည်းပဲတောက်ကြသားသမီးတွေဟာဒီနေ့ထဲမှာအရာရာပေါ်လွင်စေတယ်ပြီးတော့တောက်ကြသားသမီးတွေစကားပြောလိုက်တဲ့အခါမှာတစ်ဖက်ကနှိမ့်လို့ပွေရှိတယ် အဲ့အဲ့ဒီသူပြောလိုက်တဲ့ဒီတောက်ချာသားတပီပြောလိုက်ပြီဆိုရင်စကားလေးကဆွဲဆောင်မှုရှိတယ်အကြည့်တဲ့အရင်ရှိတယ်ရုပ်ရည်ပိုင်းရောနောက်ပြီးတော့ဒီနှုတ်ပိုင်းလေးရောအမြဲတမ်းဆွဲဆောင်မှုတစ်ခုမဟုတ်တစ်ခုရှိနေတယ်ထင်ပါပါတယ်တောက်ချာသားတပီလေးအင်မတန်မှကံကောင်းပါတယ်တခုတော့ရှိတာပေါ့တောက်ချာသားတပီအမားမခံပဲအရာလေးကဘာလဲဆိုတော့သူက၅ဘာတီလာနေမှာဒီတောက်တန်စားတာတခုလုံးလိုက်ပြီးဆိုတာနဲ့အဲ့တောက်ချာသားတပီကပြင်းပြင်းထန်ထန်အထိနာတက်တယ် အဲ့ဒါလေးကိုတော့ဂယုစိတ်စေခြင်းနဲ့အဲ့တော့ဒီငါးပါးတီလာအားလုံးကောင်းနေတော့အဲ့တော့တခါတလေမှမူသားမပါလင်ငါမချောဆိုပြီးတော့ပြောရတာလေးတွေရှိတယ်အဲ့ဒါလေးလည်းမသိအရင်အပြစ်မကြီးသေးဘူးအဲ့မှာဒီသူရံပေးတာရပေါ့နော်တောက်တန်စားတာမှနည်းနည်းအလုံးအကျုံဖြစ်သွားပြီဆိုတော့ねတေချာပေါ့အထိနာမဲ့တယ်မှာပါတယ်အဲ့ဒါလေးကိုဂယုစိတ်စေခြင်းနဲ့နောက်တစ်ခုကောင်းတာလေးကဂျာတာပရိဂျာတာပရိတာသမီးတွေအင်တန်မှကံကောင်းနေအဲ့တော့အထင်ကြီးအရင်ဖြစ်တယ် ရောက်တဲ့နေရာတိုင်းမှာပေါ်လွေစီတဲ့တက်ရှိတွေနောက်ကြာသာပြီးသားသမီးတွေအရင်တော့ဆိုရင်မြမုံသူမြန်းတကာတွေကမြမုံကျိုးတွေသူမြန်းကတွေကအတိုက်ခက်အရန်လုပ်တယ်သူမြန်းကတွေကဘာလေးပြောလိုက်ပြောလိုက်ကိုပြောလိုက်တဲ့အာဆိုလို့ချင်းအမြင်နဲ့အဖြတ်ဘက်ကနေပြီးတော့တွေးတယ်အဲ့လိုလူမျိုးတွေကအစဟာဒီကြာသာပြီးသားသမီးကအင်တန်မှစိတ်ထားပြူစင်လိုက်တာအင်တန်မှကံကောင်းလိုက်တာအင်တန်မှသူ့ကိုကြည့်လိုက်တဲ့အခါမှာလူတွေကလေးစားမှုရှိလိုက်တာ အဒါလေးတွေကိုယုံကြည်လေးစားမှုတွေကိုခံရတယ်အများကြီးရဲ့ကြည်ညိုခြင်းအများကြီးရဲ့ယုံကြည်အားကိုးခြင်းအများကြီးရဲ့လေးစားခြင်းကိုရရှိပိုင်ဆိုင်စေမယ့်ကြံစည်ပေးလို့တွေ့ရပါတယ်အဲ့တော့နောက်တစ်ခုညံ့တဲ့တစ်ခုကြံသေးတယ်အဲ့ညံ့တာလေးကဘယ်သူလဲဆိုတော့တင်းနှလာသားသမီးတွေပါအဲ့တော့တင်းနှလာသားသမီးတွေဘာတွေညံ့လဲဆိုတော့ကျန်းမာရေးညံ့တယ်တနင်္လာသားသမီးတွေအမြင်နဲ့သွားတယ်လာတဲ့နေရာမှာတချို့ဆိုလို့ရှိရင်နေထိုင် ဒီခြေခောက်လဲတာနေတိုင်းသွိုင်းလိုက်အတဲ့အစင်းဒီမှာအခြေချော်ကြတာရုတ်တရက်ဖြစ်စီတဲ့အန္တရာယ်တွေတင်းနှလာသားသမီးတွေအထူးပြုဆိုင်ပေးပါနောက်ပြီးတော့တင်းနှလာသားသမီးအများစုဒီနှစ်တစ်နှစ်တာကာလပတ်လုံးလေးမှာမိမိအနေနဲ့ပိုထိန်ရမယ့်အရာလေးတွေကိုထိန်ပါအဲ့တော့တချို့ဆိုလို့ချင်းပိုသည်ငွေကြီးကိစ္စတွေအလုပ်လုပ်တယ်အဲ့ဒီငွေနဲ့ပတ်သက်ပြီးငွေကောင်းကွဲစီတဲ့အရာလေးတွေတွေ့ရတယ်တင်းနှလာသားသမီးဒီတစ်နှစ်တာကာလပတ်လုံးမှာငွေကောင်းကွဲခြင်းရင်းနှီးမြှုပ်နှံတဲ့အရာလေးတွေ 你有多少钱？你还没报警是吧？你对呀嘞。